ညနေ6:00ခန်းဆိုရင်ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကြေပွင့်တက်တော့နမိတ်ဖြစ်ပါတယ်။ပြီးကြတဲ့ဘက်တွေတော့ကျွန်တော်အနေနဲ့မားမလန့်နိုင်တဲ့အတွက်ဒီဘက်မှာရိုက်ကူးပြီးတော့တင်ပြရခြင်းဖြစ်ပါတယ်။အဲတော့ဟောသနစီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူတော်မင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်ပါတယ်။နံပါတ်1ကတို့ယူတော်မင်္ဂလာချမ်းကိုဗုဒ္ဓဦးနေရလွယ်ရင်ကျန်တဲ့ရည်ဒီမှာပေးရမရှိဖွင့်ပါတယ်။ ဒီလိုမျိုးလွတ်လွတ်လပ်လပ်လာပြီးတော့ယရိယာပြုလုပ်နိုင်ပါတယ်ဒီတော်မင်္ဂလာချမ်းဆိုရင်တော့ယရိယာကြီးခါချင်းငွေတပြားတစ်ချက်မှမယူဘဲနဲ့မေတ္တာတက်တက်စေတနာတက်တက်နဲ့ဆောင်ရွက်ပေးနေတဲ့ယရိယာအောင်မြင်ပဲဖြစ်ပါလေနောက်တစ်ခုကတော့ကျွန်တော်တို့အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းကိုမလာရောက်နိုင်တဲ့သူတွေဥမာရဝေးရသူတွေအော်နိုင်ငံသားတိုင်းပြည်သူတွေဆိုရင်တော့ကျွန်တော်တို့ Fiber online ကနေပြီးတော့ bidding မေးကျင်တယ်ဆိုရင်မေးလို့ရပါတယ်နော် online ကနေပြီးတော့အာ bidding မေးတဲ့အခါတနစ်စာဟောသရန်အပြင်မျိုးတို့သိရှိလိုတဲ့အကြောင်းကိစ္စတွေအားလုံးကိုကျွန်တော်တို့ဟောသရန်မှာထည့်ပြီးတော့ဟောပြတာဖြစ်ပါတယ်တခြားကြတော့အဆောင်ရည်ရာကိစ္စလေးတွေအခုညီလိုချင်တယ်ဆိုရင်လည်းအာ Fiber နေပြီးတော့ရင်းနေနေညနေတွေ့တွေ့နဲ့ဆက်လက်အခုညီတောင်းခံနိုင်ပါတယ်နောက်ဘာမှဆရာကြီးမင်းနေကရဲ့ G-Brow ပတိလေးတွေနောက်ဝါစိမ့်နေအဆောင်လက်ပတ်လေးတွေအင်းစမဖျောင်းနိုင်လေးတွေစသဖြင့်ပေါ့နော်အဆောင်ရေရာပစ္စည်းလေးတွေအလိုရှိတယ်ဆိုရင်လည်းမှာယူနိုင်ပါမယ်။နောက်တချို့ကြတော့ကိုယ်တိုင်ဘီရင်တက်ချင်တာပေါ့နော်ဘီရင်တင့်ချင်တာဘီရင်တင့်ချင်တယ်ဆိုရင်ကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာလာစဉ်လာတိုင်းတင်နှန်းရှိပါလေ။တရက်နေ့ကနေ၁၀ရက်နေ့အထိအခြေခံအဆင့်တင်နှန်းကိုစပြီးတော့တင်နှန်းစတက်နိုင်ပါလေ။ ်သင်္ကန်းကြီးပါသေးညာကြီးတပြားချက်မှာပေးစရာလိုပါစာဝင့်နေရာစပြီးတော့ကျွန်တော်တို့တာဝန်ယူပါတယ်ဒါပညာဒါနအခမဲ့သင်္ကန်းဖြစ်ပါတယ်ခြံမှာတော့ကျွန်တော်တို့ခြံမှာတော့ခြေရတာကာလလာပြီးတော့နေထိုင်ရမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ပေါ်ဒန်လေးတွေပေါ့နော်ဆက်ပြီးတော့ဟောပေးမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘာသာသမီးတွေတွေ့ကြတဲ့တေရနမိကဆိုရင်တော့ဒါနမိတ်ပေါ့နော်ဒါနမိတ် ဓာနမိတ်ကကြတော့သူကဒီနမိတ်ထဲမှာဓာလေးလက်နမိတ်ပေါ့ဓာလေးလက်နမိတ်ကကြတော့ရံပွဲရံပွဲနမိတ်ဖြစ်ပါတယ်အဲ့တော့ဘုရုသာသမီးတွေကမမျှော်လင့်မဲ့နဲ့အတိုက်ခံလေးတွေကြုံတတ်တယ်အနောက်ချက်လေးတွေကြုံတတ်တယ်ရံလေးတွေဖြစ်တတ်တာပေါ့နော်အဲ့တော့လှုပ်လှုပ်တဲ့နေရာမှာလည်းပဲအလုပ်တဲ့အလျောက်စီးပွားရေးလုပ်ရတဲ့အခါမှာလည်းစီးပွားရေးအလျောက်မမျော်လင့်မဲ့နဲ့အဖို့တစ်ကလေးတွေအကဲကလေးတွေပြဿနာလေးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် အယောင်းဝယ်လို့ရင်းတဲ့စကားများရတတ်တာလို့နောက်ငွေပေးငွေယူလို့ရင်းတဲ့တယောက်နဲ့တယောက်အာအချိန်နေတင်းမာမှုတွေတွေကျွမ်းရတာမျိုးတွေဖြစ်တတ်တယ်။နောက်အလုပ်ထဲမှာဆိုရင်လည်းအလုပ်ထဲမှာစိတ်မောလူမောဖြစ်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့ဒီချိန်မှာတော့ကိုယ်မထီမဲ့နေလောက်ခံရတတ်တဲ့အချိန်ကာလပါ။အလုပ်မှာပေါ့နော်အဓိကတော့စီးပွားရေးအလုပ် ဒီဝိုင်းနဲ့ပတ်သက်တဲ့အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမထီမဲ့မြင်အလုံးခံတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။အဲ့ဒါလေးတော့နည်းနည်းသတိထားဖို့လိုရတာပေါ့နော်။နံပါတ်1ကကြတော့ကျွန်တော်တို့ဆွေးမျိုးသားချင်းနဲ့ပတ်သက်တာပေါ့။ဆွေးမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာမှာကြတော့ပြောတော့ကကကြတော့ agree ဆိုတဲ့နာမည်ကြတယ်။ agree ကကကြတော့ကောင်းတာပါ။အဓိကဩဇာအာဏာကိုညွှန်ပြတာ။အဲဆွေးမျိုးသားချင်းတွေကို ကိုကစကားပြောဆိုရတဲ့ကိစ္စတွေအောင်မြင်နိုင်တယ်။သူမျိုးသားချင်းနဲ့ကိုနဲ့စကားပြောဆိုခြင်းကိစ္စတွေအကူအညီပေးခြင်းကိစ္စတွေစက်တူရှယ်ယာလုပ်ငန်းတွေအဖက်ဖက်ကနေပြီးတော့အဆင်ပြေခြင်း၊ကံကောင်းခြင်းစိတ်ချမ်းသာပျော်ရွှင်ရင်းတွေကြုံမယ်တဲ့။သူမျိုးသားချင်းနဲ့ပတ်သက်တော့ကောင်းပါလူမျိုးရဲ့နဲ့ပတ်သက်တဲ့ကံတာတာတဲ့ဆိုတော့ခွဲပလားနဲ့လေးလုံးပေါ့လေးလုံးကတော့ကောင်းသောနမိတ်ပါပဲအဲလူမျိုးရဲ့အကြောင်းပြပြီးတော့ စိတ်ချမ်းသာမယ်လူချင်းလူကင်များမယ်ပေါင်းစင်းဆက်ဆံရေးတွေအဆင်ပြေမယ်ဒီကလာမှာနည်းနည်းသတိထားစရာတော့အဲဒီလူတွေကိုနည်းနည်းစိတ်ကုံနေတာမျိုးတွေဗုဒ္ဓဘာသာမီတွေမှာဖြစ်တတ်တယ်လူတွေကိုစိတ်ကုံတဲ့အခါကျတော့လူတွေနဲ့မတွေ့ကျင်ဘူးမဆက်ဆံကျင်ဘူးပေါင်းစင်းဆက်ဆံရေးတွေမလုပ်ကျင်ဘူးသူတို့ကခွင့်ရခွင့်လမ်းတွေဘလောက်ပဲရနေပါစေတဲ့လူမှုရေးကဏ္ဍတွေမှာစိတ်မောလူမော ဲ့လိုမျိုးလေးတွေဖြစ်နေတာမျိုးလေးတွေကြုံရတာပေါ့နော်အဲ့တော့လူမှုရေးကဏ္ဍတွေမှာတော့နည်းနည်းစိတ်ပါဝင်စားမှုလေးတွေပြန်ရှိပါအကျိုးပေးပါလိမ့်မယ်လို့ပြောရမှာပေါ့နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေကတော့ဒုသုံးချောင်းနှမိတ်ကြတယ်ဒုသုံးချောင်းနှမိတ်ကကြတော့အင်္ဂလမကောင်းမှငွေကြေးကိုအကြောင်းပြပြီးတော့အစဉ်ပြေမယ်စိတ်ချမ်းသာမယ်စိတ်ပျော်ရွှင်ရမယ်ကံကောင်းမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အကျိုးစီးပွားတွေဖြစ်ထွန်းတတ်တယ်ကိုယ်လုံးကန်ဆောင်ရနေတဲ့အယောင်းဝယ်ကြောင့်ပဲဖြစ်ဖြစ်ပွဲစားလုပ်ငန်းစသည်ဖြင့်အဲ့ဒီကိစ္စနဲ့ပတ်သက် တော်တော်လေးကောင်းတယ်လို့ပြောမှဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်ဘုရဝုသားသမီးတွေအတွက်တော်တော်လေးကောင်းပါတယ်အဲ့ကျမ်းမာရေးကျမ်းမာရေးလည်းကောင်းပါတယ်မဆိုးပါဘူးနော်ဘုရဝုသားသမီးတွေအတွက်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကျမ်းစာတော့ကောင်းတယ်နောက်တစ်ခုကဗာလဲဆိုတော့အလုတ်အင်မတန်လုံသောကြောင့်နဲ့ကျမ်းမာရေးမှာပန်းသောယောဂါဖြစ်တတ်တယ်တဲ့အလုတ်ပင်ပန်းတာပါနော်အဲ့တော့အားသေးလေးဗာလေးသွင်းဖို့တက်တောင်တက်တာလေးလုပ်ပါအနားယူပါ ။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံတာမှာကျတော့သောတဲ့ကမ္ဘာလောကနမိတ်ကြတယ်။ကမ္ဘာလောကဆိုရင်အမှန်မှကောင်းမှာ။ပညာရေးကံတာတွေကောင်းတယ်၊သင်တန်းနဲ့ပတ်သက်တဲ့ကံတာတွေကောင်းတယ်၊စောင်းဝက်ဖြည့်သူခြင်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မယ်။ဘာသာရေးအဋိဌာန်တွေဝင်ပြမယ်၊ဖရာတရားလို့တွေပို့ပြီးတော့လုပ်ဖြစ်မယ်။အခြေရဲ့အိမ်တော်ရေးနဲ့ပတ်သက်ရင်သူကကြတဲ့နမိတ်ကကြတော့နှလုံးသားမှာဓာတ်သုံးလက်စိုက်တဲ့နမိတ်ကြတာပေါ့။ဒီနမိတ်ကကြတော့နည်းနည်းလေး ကောင်းပါဘူးမကောင်းဆိုတာတခြားလူကြောင့်မကောင်းတာမဟုတ်ပါဘူးကိုယ့်ကြောင့်မကောင်းတာကိုယ်မှာသုံးမွင့်တိုင်းဇလန်းနေဖြစ်တတ်တာပေါ့နော်သုံးမွင့်တိုင်းဇလန်းနေဖြစ်တတ်တယ်လှေနံနှစ်ဖက်နင်းတဲ့အဖြစ်အပျက်တွေကြုံရတတ်တယ်ဒါကြောင့်အခြေအနေနဲ့ပတ်သက်ရင်ကန်နနဲ့သိဉ္ဇရတတ်တော့အဲ့ဒီပြဿနာလေးပဲရှင်းနေရတာမျိုးတွေကြုံရတတ်ပါတယ်နည်းနည်းသတိထားပါအဲ့တော့ဒီကလာမှာကျွန်တော်တို့ဘောလုံးသားသမီးတွေအတွက်စီပွားရေးအလုပ်အကိုင်းအကြံတွေလုပ်ရင်ကောင်းမလားမကောင်းဘူးလားလုပ်တင်လားမလုပ်တင်ဘူးလားဆိုရင် ်လှုပ်ရင်ကောင်းပါတယ်လှုပ်လဲလှုပ်တင်ပါတယ်မမျော်လင့်မဲ့နဲ့အဖြတ်ပေါ်တတ်တာလေးကိုတော့နည်းနည်းသတိထားဖို့လိုအပ်ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဗုဒ္ဓသာသမီတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အရာဆိုရင်အဝါရောင်နဲ့အဖြူရောင်နဲ့ကောင်းပါတယ်နော်အကျိုးပေးတယ်ကနန်းပေါ့အဲ့ဒါတော့၅ကနန်း၂ကနန်းဖြစ်ပါတယ် မြတ်စွာဘုရားအရှင်ကိုရောမြတ်ကြီးကိုမုဟင်ခာမုဟင်ခာဆိုတော့ငါးစာနှစ်အဆုံးပေါ့နော်မုဟင်ခာကတ်လို့ပူဇော်ပြီးတော့စုတောင်းမှာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဒါဗုဒ္ဓဘာသာသမီးတွေတွေကျွန်တော်တို့ဟောစလန်ဟောပီးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအယူရောမင်္ဂလာချမ်းကိုဗုဒ္ဓုံးနေရာလွဲပြီးတော့မြည်သူမစိုးလွတ်လွတ်လပ်လပ်နဲ့လာပြီးတော့ရေတရားတွေပြုလုပ်နိုင် ရရာကြီးပါကြီးညာကြီးတရားချမ်းမမြူပါဘူးမေတ္တာတက်တဲ့စေရနာတက်တဲ့နဲ့အခမဲ့ရရာဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့ယူရမင်္ဂလာချောင်းမလာနိုင်တဲ့သူတွေမလာရောက်နိုင်တဲ့သူတွေကတော့အာ396962 395လုံးခုနဲ့နောက်399 92 1ကိုအဲ့ဒီဖုန်းနံပါတ်ရဲ့ Viber နေရာနေပြီးတော့ဆက်သွယ်နိုင်ပါတယ် ။ဘာကြိုင်မင်းတင်ခါရဲ့အဆောင်ရည်ရာပစ္စည်းလေးတွေအလို့ရှိတဲ့တွင်လဲဆက်သွယ်ပြီးတော့မှာယူနိုင်ပါ။နောက်ကိုယ်တိုင်ဘေးရင်သင်ခြင်းနဲ့လောကီပညာအတတ်ပညာတွေသင်ယူခြင်းနဲ့ဘေးရင်သင်တန်းတွေတက်ခြင်းနဲ့တွင်လဲအခြေခံအဆင့်သင်တန်းတွေကိုလာစဉ်တရက်နေ့နော်တရက်နေ့ရနေပြီးတော့၈ရက်နေ့အထိသင်တန်းတွေမှာလာပြီးတော့တက်ရောက်နိုင်ပါတယ်သင်တန်းကြီးဗာဇိနာကြီးပြည့်ကြမလို့ပါဘူးကျွန်တော်တို့ယူတော်မင်္ဂလာချံက ာဝန်ယူမှာပါเนาะစရိတ်ငိမ့်ပါတောက်ဖို့လည်းမပူအောင်တောက်ဖို့လည်းမပူအောင်เนาะတင်တန်းနေတင်တန်းနေလာတက်လို့ရပါတယ်ဒီပညာတွေကိုတသိမိတသိင်ကောင်းကောင်းမွန်မွန်တက်မြောက်သွားတဲ့ဒီကျွန်တော်တို့ဆက်လက်ပြီးတော့ပညာဒါနတင်တန်းတွေဇက်တိုက်ဖွင့်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဘုရားသခင်အပေါင်းလည်းကိုကြမ်းမှစိတ်ချမ်းသာလူရဆန္ဒပြပါစေအစာအိမ်စာပေါ်ကျွယ်ဝပါစေလို့သုတောင်းမြတ်တာများလှိုက်လိုက်လဲလဲပို့သလိုက်ပါတယ်